ီနီယာပါလင်တေရွာလိုက်ရဲသည့်ဆိုသည့်စစ်တပ်အတွင်းကဆိုယိုစကားကိုတတိယမိသည် ထိုစကားအတိုင်းမစ္စတာပူတင်ကသာခေါ်မည်ဆိုပါကတေရွာအထိလိုက်မည်ဂျူနီယာအာနာရှင်အပူလေးကိုရုရှားခီးစီတွင်တွေးလိုက်ရလေသည် ားဆက်သူအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့စောင်းပါရှင်ဆွဲတော်ရေးသားတဲ့ပူတင်ပါလင်တေရွာအထိလိုက်မဲ့မင်းအောင်လိုင်ဆိုတဲ့အတွေ့အမြင်စောင်းပါတပုတ်ကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်မတ်လ3ရက်နေ့ကစတင်သည့်စစ်အာဏာသိမ်းကောင်းဆောင်မင်းအောင်လိုင်ခီးစဉ်ကိုစစ်သားဟောင်းတယောက်အနေဖြင့်စောက်ကြည့်မိသည်စစ်တပ်အတွင်တွင်အဘတ်တက်ရှုပ်ကြီးရုရှားကိုတွားပြီး ဒဝရင်နဲ့စိတ်ကန်းလဲပေါင်းပြီးလုတော့မှာဖြစ်တာကြောင့်အရှိအနေကောင်းလာတော့မယ်ဆိုသည့်စကားသံများထွက်ပေါ်လာပြန်သည်တနည်းအားဖြင့်ယခုအရှိအနေသည်2024နဝင်ဘာလကစစ်ကောင်းဆောင်ဤတရုတ်ခီးစင်တုံးကအရှိအနေနဲ့ခက်စင်စင်တူနေသည်အဘာတချုပ်ကြီးကတရုတ်နဲ့ညှိလိုက်ပြီး မကြခင် လားရှိုးကိုပြန်ရတော့မည်ဟုဝါဒဖြန့်မှုနဲ့စင်တူနေသည်စစ်ကောင်းဆောင်မင်းအောင်လိုင်းပြည်ပထွက်တိုင်း လက်အောက်ကိုဝါရားပြအားပေးစည်းရုံးတက်သည့်ထုံးစံအတိုင်းစစ်တပ်လော်ဘီများကလှုပ်ဆောင်သည်ဟုယူဆရသည်တကယ်တမ်း၌တရုတ်ခီးစီအပီးတွင်လည်းစစ်ကောင်စီဘက်ကအရှိအနေမကောင်းခဲ့ကြောင်းတွေ့ရသည် လာရှော့ကိုပြန်မရသည့်အပြင်ပြန်ရောက်ပြီးမကြမီတွင်အန်ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခါကိုပါလက်လွတ်ခဲ့ရသည်စစ်ကောင်းဆောင်၏ယခုရုရှားခီးစဉ်သည်စစ်အာဏာသိမ်းကာလအတွင်းသူအတွက်ဒုတိယမြောက်ခီးစဉ်လည်းဖြစ်သည်။ တိုက်ဆိုင်စွာပင်စစ်ကောင်းဆောင်ခီးစဉ်မတိုင်မီယူကရိန်းသမ္မတဇယ်လန်စကီ၏အမေရိကန်ခီးစဉ်လည်းရှိနေခဲ့သည်ယူကရိန်းသမ္မတ၏ထိုခီးစဉ်တွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကငြိမ်းချမ်းရေးကိုအကြောင်းပြကာရုရှားဘက်ကိုအလေးပေးပြီးသမ္မတဇယ်လန်စကီကိုကောင်းကောင်းနှိတ်ကုတ်ခဲ့သည် ထို့ကြောင့်သမ္မတထရန့်အနေဖြင့်ရုရှားဘက်ကိုယက်တီလိုက်ပြီလားဆိုသည့်ဝေဖန်တုံ့တက်မှုများလည်းထွက်ပေါ်ခဲ့သည် နောက်တစ်ခုတိုက်ဆိုင်သည်မှာမတ်လ9ရက်တွင်တမရထရွန့်ကလွှတ်တော်၌မြန်မာကျောင်းသားများအတွက် DISP ပညာတော်တင်စုအမေရိကန်ဒေါ်လာ45တန်းကိုရပ်ဆိုင်းနိုင်ခဲ့မှုအပေါ်အရေးပါသောငွေကြေးဖြတ်တောက်မှုတစ်ခုအဖြစ်ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ရုရှား၏အရေးပေးမှုနှင့်အတူမြန်မာစစ်ကောင်စီအနေဖြင့်နိုင်ငံတကာမျက်နှာစာတွင်အတိမတ်ပြုမှုခံရပြီးလက်ရှိစစ်ရှုံးမှုတန်တရာထဲမှရုံထွက်နိုင်တော်မူလားဟုစစ်ကောင်စီထောက်ခံသူများဘက်ကစိတ်ကူးရင်လာခဲ့ကြသည်အဘတ်တရှုပ်ကြီးကနိုင်ငံတော်ကောင်းမှုအတွက်အသက်အရွယ်နဲ့မလိုက်အောင်ရုရှားထိသွားပြီးသဘောတူညီချက်တွေရအောင်လုပ်နေသည်ဟုလဲစစ်လော်ပြီးအရှိုးကပြောနေခဲ့ကြပြန်သေးသည် အမန်ကသူ့အာဏာတည်မြဲရေးအတွက်မြန်မာနိုင်ငံကရှိသမျှအရင်းအမြစ်များကိုရုရှားထံထိုးအပ်နေခြင်းဖြစ်သည်စစ်ကောင်းဆောင်ဤရုရှားခီးစဉ်သည်စစ်ကောင်စီဘက်ကဝါဒဖြန့်ရေးကောင်းရွေးခီးစဉ်ဖြစ်သည့်အတွက်သမ္မတပူတင်နှင့်တွဲဆောင်ဆွေးနွေးမှုများကိုစစ်သားဟောင်းတယောက်အနေဖြင့်စိတ်ဝင်တစားစောင့်ကြည့်ခဲ့သည်မတ်လ၄ရက်နေ့ကကရီမလင်လန်းတော်တွင် မစ္စတာပူတင်နှင့်တွေ့ဆုံစဉ်စစ်ကောင်းဆောင်မင်းအောင်လှပြောခဲ့သည့်စကားများအပြုအမူများတွင်တည်ထားခဲ့မိသည်မှာလိုဒါထပ်ပို့ပြီးယိုကျိုးဖားရခဲ့သည်ကို တွေ့ရသည်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကရုရှားကိုမြန်မာကတန်တမန်ဆက်ဆံရေးနှစ်ပတ်လည်အထည်အမတ်ဆင်ရှောက်ကောင်လက်ထိုးပေးကမ်းခဲ့သည့်ကိစ္စနှင့်စပြီးပြောသည်မြန်မာနိုင်ငံမှဆင်များသည့်အပူပိုင်းဒေသဆင်များဖြစ်သည့်အတွက်ရုရှားကအေးသည့်ရာသီဥတုအတွင်အစင်မပြေမှစိုက်ပူသည်ဟုသူဘက်ကပြောခဲ့ကြသော သူထိုတို့ပြောသည့်အခါဘာမှစိတ်ပူစရာမလိုကြောင်းနဲ့ရုရှားတွင်အားလုံးလုံးနိုင်ပါသည်ဟုတမရဗလာဒီမာပူတင်ကပြန်ပြောကြောင်းပြောသည်စစ်ကောင်းဆောင်အနေဖြင့်ရုရှားနိုင်ငံနှင့်မစ္စတာပူတင်သည်ဘာမဆိုလုံးနိုင်သည်ဆိုပြီးမြောက်ပင်းသည့်သဘောနှင့်တွဲဆုံစကားပြောမှုကိုအစပြုသွားကြောင်းတွေ့ရသည်ထို့နောက်မော်စကိုသို့ဖိတ်ကြားခြင်းအတွက်အထူးကျေးဇူးတင်ရှိကြောင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြုံးရွှင်ပြောမျိုးစွာနှင့်ပြောသည် ထို့အပြုံးမျိုးသည်ပြည်တွင်း၌မရောက်လာ၏လှုပ်ရှားမှုများကိုဖော်ပြလေရှိသည့်စစ်ကောင်စီဝါဒဖြန့်မီဒီယာများမှပင်တွေ့ရခဲ့သည့်အပြုံးမျိုးဖြစ်သည်၂၀24နှစ်ဝင်ဘာလကတရုတ်နိုင်ငံတွင်မဲခေါင်ထိပ်သီးဆွေးနွေးပွဲတက်ရောက်ခွင့်ရခဲ့စဉ်ကခီးစဉ်တွင်တွေ့ရသည့်အပြုံးများကိုပြန်တွေ့ရသည်ဟုပြောနိုင်သည်စစ်ကောင်ဆောင်မရောက်လာအနေဖြင့်ပြည်တွင်းခီးစဉ်များအခမ်းအနားများနှင့်မိကုံးပြောသည့်အခါများတွင်ဟန်ဆောင်မြုံတက်သည့်အပြုံးကိုသာတွေ့ခဲ့ရသည် စစ်ရှုံးမှုများအတွက်ရင်းထဲကကြောက်ရွံ့မှုကိုဖုံးကွယ်ထားပြီးပြုံးနေခဲ့ရသည်ထို့ကြောင့်အပြုံးကအသက်မဝင်ဘဲမျက်နာကပြုံးနေရတော့လဲမျက်လုံးကမူမိုင်းနေတဲ့ကြောင်သတိထားမိခဲ့သည်ယခုတကြိမ်သမရပူတင်နှင့်တွေ့ခွင့်ရသည့်အချိန်တွင်စစ်ကောင်းဆောင်မင်းရောက်လာ၏မျက်လုံးများမှာတောက်ပနေသည်ကိုတွေ့ရသည် မိဒီနှင့်အလားတတန်တူတနည်းဆိုပါကဖခင်နှင့်အရှိန်ကြကြီးခွဲခွာနေရသည့်ကလေးငယ်တယောက်ဖခင်နှင့်ပြန်ဆောင်ရသလိုအားကိုးရာယုံကြည်ရာကို ပြန်ရှာတွေ့သည့်ပုံစံတွေ့ရသည်စစ်ကောင်းဆောင်ကတမရဘူတင်ကို2020အရှေ့ပြားစီးပွားရေးဖိုရမ်အစည်းအဝေးတွင်တွေ့ဆုံပြီးနောက်ပိုင်းကရီမလင်နန်းတော်တွင်ဒုတိယအကြိမ်ပြန်လည်တွေ့ဆုံခြင်းဖြစ်သည့်အတွက်သူ့အနေဖြင့်ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောသည်ကိုတွေ့ရသည်စကောင်းဆောင်မင်းအောင်လိုင်းသည် မတွေ့ရသည့်နှစ်နှစ်တာကာလအတွင်း တမရပူတင်နှင့်ပြန်တွေ့ရဲ့ဆုံမြည့်ရက်ကိုကာလကြာရှည်စွာစောင့်ဆိုင်ခဲ့ရကြောင်းပြောကြင်ပုံရသည် ထို့သောအာဂိုယာအာနာရှင်စီနီယာကြီးကိုတွေးခွင့်ရရန်ရုရှားစီးပွားရေးဝင်ကြီးခီးစင်တွင်ရုရှားလိုချင်သမျှသဘောတူညီချက်စာချုပ်များလက်မှတ်ထိုးခဲ့ခြင်းဖြစ်နိုင်သည်ထိုရုရှားဝင်ကြီးခီးစင်အပြီးမှာပင်စစ်ကောင်းဆောင်မင်းအောင်လိုင်းရုရှားသွားမြစ်ခီးစင်ထွက်ပေါ်ခဲ့ခြင်းကြောင့်လည်းယခုကဲ့သို့ယူဆမိခြင်းဖြစ်သည် စစ်ကောင်းဆောင်မင်းအောင်လိုင်ကယခုခင်းစီသည်ရုရှားနိုင်ငံလာခွင့်ရသည့်ဆက်တကြိမ်မြောက်ခီးစဉ်ဖြစ်ကြောင်းရုရှားနိုင်ငံသည် သူ့အတွက်အင်မတန်ရင်းနှီးသည့်မိတ်ဆွေနိုင်ငံညီကိုနိုင်ငံဖြစ်ပြောရင်ရကြောင်းသူ့အနေဖြင့်ရုရှားနိုင်ငံသို့လာရသည်ကိုဧည့်သည်လိုမခံစားရကြောင်းပြောဆိုခဲ့သည်သူအနေဖြင့်ရုရှားနိုင်ငံနှင့်အရန်ရင်းနှီးပါကြောင်းအလွန်ပြတ်တကျင်နေပုံရသည် ဆိုဗီယက်ခေတ်မှသည်ယခုရုရှားဖက်ဒရေးရှင်းနိုင်ငံအထိရှစ်ရှစ်ခင်ခင်ရင်းနီနီနဲ့စိတ်တူကိုယ်တူလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြောခဲ့သည်ကိုတွေ့ရသည်။တမရပူတင်ကို စီနီယာတင်ပြီးမင်းအောင်လှိုင်ကဂျူနီယာဟုဖော်ကျူးနေခြင်းဟုမြင်မိသည်။ထို့ကြောင့်စစ်ကောင်းဆောင်သည်မီဒီယာများတွင်လူပြောများစေခဲ့သည့်ကြွတ်မင်းအကြောင်းကိုပြောသည်။အခါအခွင့်ကြုံသည့်အချိန်တွင်ထူးခြားသည့်တမန်ကြောင်လေးတစ်ခုကိုပြောလိုကြောင်းအစရှိကကြွမင်းဇက်လန်ကိုဇက်ဆောင်ခင်းတော်သည် 1938ကထုတ်ခဲ့သည့်စာအုပ်ဖြစ်ကြောင်းစာမျက်နှာကိုကြိုးထိုးမှတ်သားထားပြီးရုရှားလိုဘာသာပြန်ထားကြောင်းပြောသည့်အချိန်တမရပူတင်ကရှာမတွေ့သဖြင့်တွက်ဖက်အတွင်ရေးမှုဘိုးချုပ်ကြီးရဲဝင်းဦးကိုထပြီးပြခိုင်းသည်ဘိုးချုပ်ကြီးရဲဝင်းဦးထလာချိန်ရုရှားဘက်ကဘာသာပြန်ပေးသူကသမရပူတင်ကိုကူရှာပေးသက်ဖြစ်တွေ့သွားသည်ဘိုးချုပ်ကြီးရဲဝင်းဦးလည်းပြန်ထိုင်သွားသည်ထို့လို့ရကြစစ်ကောင်းဆောင်အနေဖြင့်သူ့ထက်အကြီးငယ်တယောက်လိုသမရပူတင်ကိုဆက်ဆံခဲ့ကြောင်းသိသာစေခဲ့သည် သူ့တပ်ဖွဲ့ဗိုလ်ချုပ်ကြီးကိုပင်စာရွက်လှန့်ပေးဖို့ခိုင်းခဲ့သည်ဗိုလ်ချုပ်ကြီးများပေါ်သည့်စစ်တပ်အတွက်တရှုပ်တယောက်အနေဖြင့်လက်အောက်ကဗိုလ်ချုပ်ကြီးကိုနိုင်ငံတကာအခမ်းအနားတွင်အလေးထားဆက်ဆံစရာမလိုသလိုလုပ်ပြသွားကြောင်းတွေ့ရခြင်းလည်းဖြစ်သည်ကျွမင်းဇလန်းကိုရှင်းပြသည့်အခါတမရပူတင်ကိုကြွက်ဟုရည်ရွယ်ပြီးပြောရသည်ကိုအံ့ဩမိသည်ကျွတ်ဆိုဒီမှာစစ်တပ်အတွင်ခိုးဝက်ဖြတ်တောက်စားတောက်သူများကိုရည်ညွှန်းပြတ်သည့်စကားလဲဖြစ်သည့်ဖြင့်နားထောင်ရင်ပြုံးမိပါသည် ဗျာဒိတ်တော်အရာသမရပူတင်ကိုယည်ညွန်ပြီးရုရှားလူမျိုးများ၏ဧကရာဇ်မင်းဖြစ်လာလိမ့်မည်။မင်းဆိုမင်းညစ်လက်ထက်တိုးဆောင်လူမျိုး၁၂မျိုးတွင်ရုရှားလူမျိုး၏ဧကရာဇ်မင်းဖြစ်လာလိမ့်မည်ဟုပြောသည်။လက်နက်အရာတွင်တပ်ဖက်ကန်းခတ်တက်ပြီးအတုမရှိသည့်လက်နက်ဝိဆာဧကရာဇ်ဖြစ်ပြီးမြန်မာပရင်မင်းမြတ်တို့နှင့်ရှစ်ကြည်ရင်းနှီးသည့်မဟာမိတ်များဖြစ်လာမည်ဟုရှင်းပြပြန်သည်။တမရပူတင်ကိုနိုင်ငံကောင်ဆောင်ဘရင်ဟုဆိုကတင်စားပြောဆိုသလို ူ့ကိုယ်သူလည်းမြမပရင်ဆိုသည့်သဘောပြောခြင်းဖြစ်သည်ညာနေသည့်စကောင်းဆောင်သည်နေရာတကာတွင်သူယုံကြည်သည့်ဘာသာနှင့်လိုက်တိုင်းမိခန္ဓာကြောင့်အစဉ်ကျင်မဲ့တသက်သေးပြကဖားကျင်သည့်စိတ်ကိုတွေ့ရသည် ထို့နောက်စကောင်းဆောင်မင်းအောင်လိုင်းကဆိုဗီယက်နှင့်ရုရှားကို ရောထွေးပြီးတမိုင်းနှစ်ရှိကရှီကျူးပြောဆို အမှုတင်လေသည်သို့သောဆိုဗီယက်ပြုတ်ကွဲမှုကိုရှောင်ကွင်းပြောဆိုသွားခဲ့သည် နိုင်ငံတိုင်းသည်ကိုယ်နိုင်ငံကိုယ်နိုင်ငံသားများ၏အရှုပ်အရှာနှင့်ကိုယ်နိုင်ငံအကျိုးစီးပွားလုံခြုံရေးအပေါ်ထိပါလာလျင်ကာကွယ်ရန်အပြည့်အဝရှိကြောင်းရုရှားနိုင်ငံ၏နိုင်ငံတော်တည်ငြိမ်မှုပြက်ပြားအောင် လုပ်သူများအပေါ်တုံ့ပြန်သည့်အထူးစစ်ဆေးရေးများကိုအပြည့်အဝနားလည်ကြောင်းသမ္မတပူတင်၏ခိုင်မာပြတ်သားသည့်ခေါင်းဆောင်မှုအောက်တွင်မုံရှားအောင်မြင်ရမည်ဟုပြောလိုကြောင်းမြန်မာစကားပုံရှိပါတယ်တရားတော်စစ်အောင်မြင်ရမည်ကျွန်တော်တို့နိုင်ငံလည်းဒီအတိုင်းပါပဲဟုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောသည် အမှန်ကတရားတော်စစ်အောင်ရမည်ဆိုသည်မှာစကားပုံမဟုတ်ပဲဆိုရိုးစကားသာဖြစ်သည်စကားပုံလားဆိုရိုးစကားလားခွဲမသိပဲအတင်းအမွန်းတင်နေသည်ကိုတွေ့ရသည် တာနေစသည့်စကားပုံ22ခုတွင်စကောင်းဆောင်မရောက်လိုက်ပြောသည့်စကားပုံကို ရှာမတွေ့ခဲ့ပေ စစ်ကောင်းဆောင်မင်းအောင်လှိုင်ဆက်ပြီးပြောဒီမှာမြန်မာနိုင်ငံတွင်နေရှက်ရန်ကစားပြီးပြည်တွင်းပြည်ပအဖြတ်သမားများရန်ကိုလည်းအများကြီးတွန်းလှန်တိုက်ခိုက်ခဲ့ရကြောင်းတိုင်းပြည်ကအောင်တိုင်းသူပြည်သားတွေကြီးပွားတိုးတက်အောင်လှုပ်ဆောင်နေရသည်မှာတရားသည့်နီလန်းဖြစ်ကြောင်းပြောဆိုသည်ပြည်သူများကိုဒုက္ခပင်လေဝေအောင်လှုပ်ထားသည့်စစ်ကောင်းဆောင်ကသူ့ကိုယ်သူပန်းနှုတ်သွေးလှုပ်သွားခြင်းဟုမြင်မိသည်ပြည်တွင်း၌အခက်အခဲများကြီးကြုံရကြောင်းဝန်ခံခဲ့သည် ထို့နောက်နိုင်ငံတကာစာမျက်နှာတွင်ရုရှားနိုင်ငံ၏အပိတ်ကူညီထောက်ပံ့မှုများကြောင့်နိုင်ငံတကာတွင်ရင်ဆိုင်နိုင်ခြင်းဖြစ်ကြောင်းတရားသောစစ်အောင်ရမည်ဟုထပ်ပြောခဲ့သည်တွေ့ဆုံမှုကိုအကျဉ်းချုပ်ကြည့်ပါကစစ်ကောင်းဆောင်မင်းအောင်လိုက်သည်ရုရှားသမ္မတပူတင်ကိုအမွန်းတဲမြောက်ပင်ဖားရခဲ့ပြီးသူကြုံတွေ့နေရသည့်အခက်အခဲများကိုရုရှားကပါဝိုင်းပြီးဖြေရှင်းပေးပါဟုတောင်းဆိုခဲ့ခြင်းဖြစ်သည်စီနီယာပါလင်တေရွာလိုက်ရည်သည့်ဆိုသည့်စစ်တပ်အတွင်းကဆိုယိုစကားကိုတတိယမိသည် ်ထို့စကားအတိုင်းမစ္စတာပူတင်ကသာခေါ်မည်ဆိုပါကတေယောအထီလိုက်မည်ဂျူနီယာအာနာရှင်အပူလေးကိုရုရှားခီးစီတွင် တွေးလိုက်ရလေသည်ဆောင်းပါရှင်ဆွဲတော်သည် စီရီယန်စစ်သားတအူဖြစ်ပါသည် Yeah.